အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအော်တိုဘလ16ရက်နေ့မှာရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဖုန်းနဲ့စကားပြောခဲ့ရာအလွန်ကြိုးရှိတဲ့စကားများပြောခဲ့ကြပြီးနောက်မိမိတို့ဟန်ဂေရီမှာတွေ့ဆုံမယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။အင်ဖြူတော်မှာယူကရိန်းသမ္မတဗလိုဒီမာဇယ်လန်စကီးကိုလက်ခံတွေ့ဆုံခြင်းမပြုမီတရက်အလိုမှာထရန့်ကပူတင်နဲ့တွေ့ဆုံမယ်အကြောင်းကိုထုတ်ပြောလာခြင်းဖြစ်ပြီးတာဝေးပြစ်တိုမာဟော့ဒုံးကြီးများရရှိရတဲ့အတွက် ယူကရိန်းရဲ့ကြိုးပမ်းမှုကိုလည်းအမေရိကန်သမ္မတကမေးခွန်းထုတ်လိုက်ပါတယ်။ဆရန်ကလာမယ့်နှစ်ပတ်အတွင်းမှာပူတင်ကိုဘူဒါပက်မြို့မှာတွေ့ဆုံမယ်လို့ပြောကြားခဲ့ပါတယ်။အဲဒီတွေ့ဆုံမှုဟာထရန့်အနာပြည်နယ်ရရှိလာပြီးရဲ့နောက်ပိုင်း၎င်းတို့နှစ်ဦးရဲ့ဒုတိယကြိမ်တွေ့ဆုံမှုဖြစ်လာမှာဖြစ်ပါတယ်။ရုရှားဆိုရကသမ္မတပူတင်နဲ့သမ္မတထရန့်တို့ရဲ့ဖုံးဆက်စကားပြောဆိုမှုဟာအလွန်တရာပွင့်လင်းမှုရှိပြီးယုံကြည်စိတ်ချရရလို့ကြိုးဆိုခဲ့ပြီးရဲ့နောက်၎င်းတို့နှစ်ဦးတွေ့ဆုံရေးအတွက်ချက်ချင်းပြင်ဆင်နေရလို့ပြောကြားခဲ့ပါတယ်။စစ်ပွဲနဲ့ပတ်သက်ပြီးနောက်တစ်ကြိမ်ထရန့်ရဲ့ ပြောင်းလဲကိုမိမိကြုံနေရပေမဲ့လေတိုမဟော့ဒုံးကြီးများ၏ထိန်းချုပ်မှုများကဆစ်ဆက်ဆွေးနွေးရေးအတွက်မော်စကိုအားတွန်းအားပေးခဲ့တယ်လို့ယူကရိန်းသမ္မတဘိုလိုဒီမာဇယ်လန်စကီးကပြောကြားခဲ့ပါတယ်ဒီနေ့ process ကပြောရမှာကြီးကြီးမားမားတိုးတက်မှုရခဲ့တယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့ Trump က True Social မှာ post တင်ခဲ့ပါတယ်။ Russia နဲ့ Ukraine တို့ဖြစ်ပွားနေတဲ့အမဲဆက်ထင်ကျန်ရစ်တဲ့ဤစစ်ပွဲပြီးဆုံးအောင်မိမိတို့ဆောင်ရွက်နိုင်မလားဆိုတာကိုသိရှိရန်မိမိဟာ Putin နဲ့တွေ့ဆုံမယ်လို့ Trump က post မှာဖော်ပြခဲ့ပါတယ်။ ဖုန်းထဲမှာပူတင်နဲ့စကားပြောခဲ့တာတော်တော်အကျိုးရှိပါတယ်။ပူတင်နဲ့နှစ်ပတ်လောက်အတွင်းဒါမှမဟုတ်အမြန်ဆုံးတွေ့ဆုံမှုကျွန်တော်မျှော်လင့်ထားပါတယ်လို့အသက်89နှစ်အရွယ်ထရန့်ကနောက်ပိုင်းမှာသတင်းတောက်များကိုတမရရုံးမှာပြောကြားခဲ့ပါတယ်။သမရနှစ်ဦးတွေ့ဆုံကြတဲ့အခါအသေးစိတ်ကိစ္စများကိုဆွေးနွေးရန်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂီလက်ဖရော့နဲ့မျက်မျက်ဆက်ဆက်တွေ့ဆုံမယ်လို့ထရန့်ကဖြည့်ဆွက်ဖော်ပြခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးဖုံးနဲ့ဆွေးနွေးခဲ့ရမှာရုရှားရဲ့ရန်သူယူကရိန်းကိုမိုင်၁000ကီလိုမီတာ1600အထိရောက်တဲ့ဒုံးကျည်များပြီးရန်ဖြစ်နိုင်ခြေကိုပြောကြားတဲ့အခါပူတင်ကအဲ့ဒီချက်ကိုမကြိုက်ဘူးလို့ထရန့်ကပြောကြားခဲ့ပါတယ်။ယူကရိန်းအလိုမင်းလိုချင်နေတဲ့အမေရိကန်လုပ် Tomahawk ဒုံးကျည်ကိုယူကရိန်းတကယ်ရရှိမလားဆိုတာကိုထရန့်ကမေးခွန်းထုတ်ခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုဟာမိမိရဲ့စစ်ရနက်ပစ္စည်းများလျော့သွားမဲ့ကိစ္စကိုမလုံနိုင်ဘူးလို့ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့လည်းလိုအပ်နေတာပါပဲလို့ဆိုပါတယ်။